စစ်ကောင်စီတပ်ဟာအေဘီလ၂ရက်နေ့ကနေ၂၂ရက်နေ့အထိအပြည့်ခတ်ရက်ဖို့ကြေညာထားပေမဲ့တောင်ပြည့်အတွင်းလေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။စစ်ကောင်စီတပ်အနေနဲ့အပြည့်ရက်ဖို့စပြီးကြေညာတဲ့အေဘီလ၂ရက်နေ့အလုံး၅ရက်နေ့မှာပဲတောင်ပြည့်နောင်ချုံမြို့နယ်တဲကနောင်လီနဲ့နှမ်ဆောင်ရွာတွေကိုဂျက်ဖိုက်တာအသုံးပြုပြီးလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာပေါင်150ပုံးနဲ့၃ချိန်လောက်တေချာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အရက်တားနေအိမ်၄အိမ်ထပ်မနေထိခိုက်ပျက်စီးသွားပါတယ်။အလားတူတားမပြေမိုးကုံမြို့အနောက်ပိုင်းပင့်ကူတောင်အနီးကိုအဲ့ဒီ AB 9ရက်နေ့ညနေပိုင်းမှာဘုံနှလုံးထပ်ပြီးကျဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်အနေနဲ့တားမပြေအပြင်မန္တလေးတိုင်းတပိတ်ကျင်းမြို့ခုနမိုင်မှာလည်းဘုံရှစ်လုံးနဲ့၄ချောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာငလင်တန်းတပြည်သူတွေဟာကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက်အရေးတကြီးလိုအပ်နေတာကြောင့်မိမိတို့ညီနောင်မဟာမိတ်တုံးဖွဲ့အနေနဲ့ ရက်ပေါင်း30ကြာတစ်ဖက်တည်းအပြည့်ရကြောင်းအေဘီလာတရက်နေ့ကထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီဟာအေဘီလာ၂ရက်နေ့မှ22ရက်နေ့အထိရက်20ကြာအပြည့်ရကြောင်းထုတ်ပြန်ပေမဲ့ကောင်ပြည်နဲ့မြန်မာနိုင်ငံအထက်စစ်ဖြစ်ပွားတဲ့နေရာတွေကိုအားဖြစ်တင်ပြီးဒေချောင်းတိုက်ခိုက်တာတွေဆက်လိုက်ပြုလုပ်နေပါတယ်ကျမလေဘော့စမင်းပါဒီတိုင်းအနေနဲ့နဖာနဲ့ပပလေးကကြောင်ကြာတာကတော့